အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစလို့ဒီနေ့ကနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့လက်ရှိမှာဒီဘက်မှာတော့ကျွန်တော်ကွာရာဘက်နဲ့ဒါကျွန်တော် Chelsea အသေးဒီဒီဒီနေ့မှာဒါကွာရာဘက်နဲ့ Chelsea ဒါကျွန်တော်တို့ Manchester City နဲ့ Borussia Dortmund ဒါပြောမှဆိုတော့ဒီနေ့မှာတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့ပွဲကောင်းနေတဲ့အနေအထားမှာရှိပါတယ်။မနေ့ကဒါပွဲကောင်းနေကုန်လုံးတရက်ထဲမှာစုပြုံပြီးကျင်းပသွားတဲ့အချိန်မှာဒါလက်ရှိမှာဒါကိုယ့်အသင်းနဲ့ပတ်သက်ပြီးတော့ကိုယ်ကတော့ကြိုက်တဲ့ပွဲစဉ်တွေရှိပေမဲ့လက်ရှိမှာတကယ်တမ်းဒါကျွန်တော်တို့အသင်းကြီးချင်းချင်း head to head တွေ့တာဆိုလို့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင် City နဲ့ Dortmund နောက်ပဲရှိရလို့ပဲပြောလို့ရမယ်တဲ့မှာပါတယ်။အဲ့တော့လက်ရှိမှာဒါဒီနေ့မှာဒါကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ကိုဗီဒီယိုတစ်ခုတည်းကိုကျွန်တော်ထုတ်ပေးသွားမှာဖြစ် ်ပါတယ်အကွာရာဘက်အနေနဲ့လက်ရှိမှာ Chelsea အသင်းကိုသူတို့ရဲ့အိမ်ဝင်းမှာယင်းဆန်ရမယ် Chelsea အသင်းကလက်ရှိမှာ form ရတော်တော်လေးကိုဒါအဆင်ပြေနေတာကိုတွေ့ရမယ် Tottenham Hotspur အသင်းရဲ့အိမ်ဝင်းမှာဒါကျွန်တော်အနိုင်ယူခဲ့ပြီးနောက်ပိုင်းမှာ Chelsea အသင်းက Premier League မှာခြေစွာနေတဲ့အပြင်မှာ Chelsea အသင်းရဲ့လက်ရှိမှာဒါကျွန်တော် Champions League မှာလည်းမဆိုးတဲ့ခြေစွမ်းတစ်ခုကိုကျွန်တော်တွေ့နေရတဲ့ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိနောက်ဆုံး update တည်နေတွားနေတဲ့ပုံစံအရဆိုတော့ Chelsea အသင်းကဒါကျွန်တော်တို့ လက်ရှိဒါကျွန်တော်တို့တိုတဲဒါကျွန်တော်တို့သုံးပွဲကစားပြီး6မှတ်ရထားခဲ့တယ်ဒီနေ့ပွဲစဉ်ကို Chelsea အနိုင်ရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်1 2 8တဲကိုပြန်ဝင်သွားနိုင်မယ်အခွင့်အရေး Chelsea မှာရှိမှာဖြစ်ပါတယ်အဲ့တော့ Chelsea တင်းတဲ့လက်ရှိမှာ Quarabet နဲ့ဒါကျွန်တော်တို့ရမှတ်တူတယ်ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာနိုင်တဲ့လူကတော့ကိုမတ်ရသွားမယ်အနေထားမှာရှိပါတယ်အဲ့တော့ Quarabet ကလက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာ Champions League မှာသူတို့နဲ့မဆိုးလို့ပြောလို့ရတယ်အသုံးပွဲကစားပြီးတော့2ပွဲနိုင်ထားတဲ့2ပွဲရှုံထားခဲ့တယ် Chelsea နဲ့ Real Madrid တပွဲရှုံပြီး2ပွဲနိုင်ထားခဲ့တဲ့အနေထားမှာရှိတယ် Benfica ကိုနိုင်ထားခဲ့ပြီးတော့ AES ကိုလည်း goal ပြတ်အနေနဲ့နိုင်ထားခဲ့တာကိုကျွန်တော်တို့တွေ့ရမယ်ဒီမှာပါအဲ့တော့ Chelsea နဲ့လက်ရှိပုံစံမျိုးသွားနေတဲ့ပုံစံမျိုးရလက်ရှိမှာဒါ Enzo Moraes ကလာ lock in လုပ်ခဲ့မယ်ဆိုရင်ဒီလူမှုပွဲတွေကစကားတောင်ပြောစရာမလိုဘူးလို့မြင်တယ်။ဒီနေ့ပုံစံမှာဒါ Chelsea အသစ်နေနဲ့တချို့သော movement နေမှာဒါကျွန်တော်ကစားသမားတွေကိုဒါကျွန်တော် experiment လုပ်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရပါမယ်။ဒီနေ့ပွဲကိုတော့ကျွန်တော်ဒီလူမျိုးသိတော့မမြင်ဘူး။ Chelsea အသစ်နဲ့ဒီနေ့ပွဲစဉ်ကကျွန်တော်အတွက် personally ရဆိုရင်တော့ must win ပွဲစဉ်နိုင်ကိုနိုင်ရမယ်ပွဲစဉ်တစ်ပွဲမြင်တယ်။ဒီနေ့ပုံစံမှာအနိုင်ယူပြီး Chelsea အသစ်နဲ့ဒါကျွန်တော် qualifying round ကိုဒါကျွန်တော် qualifier ကန်စရာမလိုဘဲနဲ့တတ်သွားဖို့အတွက်အင်မတန်မှအရေးကြီးတဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ပွဲ ဲစဉ်တွေများရင်ကစားသမားတွေအတွက်လည်းမကောင်းဘူးလက်ရှိမှာတော့ကျွန်တော်ကစားသမားရဲ့ကြန့်ခိုင်ရေးအတွက်လည်းတော်တော်လေးကိုအဆင်မပြေဘူးလို့ပြောလို့ရမယ်နဲ့မှာပါပါတယ်။တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိ Chelsea အသေးအနေနဲ့မဟုတ်ဘဲနဲ့ Quarterback မှာပြန်ကြည့်မယ်။ Quarterback ကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာသူက Chelsea ရဲ့ရလက်နဲ့ပုံစံနီးနီးပဲတူတူပဲလို့ပြောလို့ရမယ်နဲ့မှာပါတယ်။တပွဲတည်ရကြတဲ့အနေထားကလွင်တော့ Chelsea တင်လို့ပဲဒါကျွန်တော်တို့အနေနဲ့ဒါတပွဲပဲရှုံထားခဲ့ပြီးတော့ကျန်တဲ့ပွဲစဉ်တွေကိုသူတို့နိုင်ထားခဲ့တဲ့ရှုံထားခဲ့တဲ့ပွဲစဉ်က Champions League ပွဲစဉ်မှာ Athletic Bilbao ကိုဒါရှုံထားခဲ့တယ်ပဲ။အဲ့တော့ပြောချင်တာက သူတို့ကပြည်တွင်းမှာအင်ဂျယ်အနေထားမှာရှိပြီးတချို့မှာ Chelsea အသင်းကတော့ဆန္ဒလန်ကိုသူတို့ရဲ့အိမ်ဝင်းမှာရှုံထားခဲ့တဲ့ပွဲစဉ်ကလည်းလက်ရှိမှာ record တွေကကောင်းထားခဲ့ပြောချင်တာကကျွန်တော် RS ကိုအသင်းမျိုးနိုင်တဲ့ Liverpool Tottenham Hotspur လို့အသင်းမျိုးကိုသူတို့အနိုင်ရရှိအောင်ဆော့ပြခဲ့တယ်ဒါကြောင့်လက်ရှိမှာ Northern Forest ကိုအသင်းမျိုးကိုအဝေးကွင်းမှာ3-0နဲ့ဆော့ရတယ်လက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာ Chelsea အသင်းရဲ့အဝေးကွင်း form ကနောက်ဆုံးပြိုင်ပွဲစုံ5ပွဲမှာ3အဲ့ဘောကျဆိုအဝေးကွင်း form ကတော်တော်လေးကိုကောင်းနေတာတွေ့ရမယ်နောက်ဆုံးပြိုင်ပွဲစုံဒါကျွန်တော်5ပွဲမှာဒါကြောင့်အဝေးကွင်း3ပွဲကန်ထားခဲ့ပြီးအဝေးကွင်း3ပွဲလုံး Chelsea အသင်းကအနိုင်ရထားခဲ့တာကိုလည်းတွေ့ရမယ်ဒီမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာတိုင် ငံမှာချက်စီးတဲ့မှာတရားသူချင်းကဆက်လက်ပြီးများပြားနေစေဖြစ်တယ်။ဒီနေ့ပေါ်စမှာဒါတိတလောက်ကိုပြောမှာဆိုပယ်ဒိုနဲ့တို့လွဲချော်မယ်လို့သိရတယ်မှာပါတယ်။အာဆူကိုလွဲချော်မယ်။ကိုပါမကဆက်လက်ပြီးလွဲချော်မှာဖြစ်ပြီးကိုဝဲကလည်းဆက်လက်ပြီးလွဲချော်မယ်။ဗီဒီယာရှိုင်လွဲချော်။အဲ့တော့လက်ရှိမှာကျန်တဲ့ကစားသမားတော်တော်များများကတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တော်တော်လေးကို လူစုံတက်ဆုံးပြတ်လာမယ်လို့ပြောလို့ရတယ်မဟုတ်ပါအဓိကတိုက်ဆက်ပိုင်းပဲဒီနေ့ပေါ်စမှာလီယမ်ဒလပ်ကဒါကျွန်တော်တို့ပရီးမီးယားလီဂ်မှာအနီကပ်ဒါကျွန်တော်တို့အေးပေါ်စပါးနဲ့ပေါ်စမှာသူပွဲပယ်ထားခဲ့ပြီဖြစ်တဲ့ကြောင့်မို့ဒါဘယ်လိုပဲပြောဒါလာမယ့်ပရီးမီးယားလီဂ်သူပြန်ပါလို့ရပြီဒီနေ့မှာချန်ပီယံလိမှာသူနေနဲ့ပြန်ပါပိုင်ခွင့်ရှိပြီလို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာကဒါကျွန်တော်တို့ Chelsea အသစ်နဲ့တိုက်ဆက်ပိုင်းကဒီနောက်ပိုင်းပွဲစဉ်မှာမဆိုးဘူးလို့ပြောလို့ရတယ်ကိုဒီတောက်ရှောက်တွင်းလာနိုင်ခဲ့တယ်လက်ရှိမှာစပါးနဲ့ပွဲစဉ်ဆိုတာကျွန်တော်ဂိုးပေါက်ကန်ခေတာကိုစပါးသင်းရဲ့ဂိုးသမားကောင်းတာကို Chelsea သင်းရဲ့ဒါတိုက်ဆက်ကဒါကျွန်တော်တို့တတ်တတ်ကြီးကိုဒါကျွန်တော်မူးဘော်ထောင်ကန်နေတာကလွင်ရင်တော့ Chelsea နဲ့တိုက်စစ်ပန်းကတော်တော်လေးကိုဒါအဆင်ပြေလာခဲ့ပြီလို့ပြောလို့ရတော်တော်ဟော့စပါနဲ့ပွဲစဉ်မှာကြည်ရတာပြောပုံရဆိုရင်တော့အန်ဇိုမိုရက်စ်ကသာတည်တည်ချာချာပွဲထုတ်မယ်ဆိုရင်ချက်စီအသင်းကဒီနေ့ပွဲစဉ်ကိုမနိုင်စရာအကြောင်းမရှိဘူးလို့မြင်တယ်ဘီဘာကို3-1နဲ့ရှုံးထားခဲ့တဲ့ကော်ရာဘတ်အနေနဲ့ချက်စီအသင်းကသာသူတို့အနေနဲ့ဒါအဝေးကွန်းမှာလည်းနိုင်နိုင်စွမ်းရှိတယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာခုနကပြောခဲ့သလိုအန်ဇိုမိုရက်စ်ကနေဒီနေ့ပွဲစဉ်အတွက်လုံးဝလော့ကင်လုံးမှာရမယ်ပွဲစဉ်လို့မြင်တယ်ဒီပွဲစဉ်မှာပေါ်တီပေါ်စာသွားလုပ်တယ်ဆိုတော့သူများအိမ်ဝင်းမှာအိမ်ဝင်းအားနဲ့ဖိနိုင်တဲ့အနေထားမှာရှိပေမဲ့ချက်စီအသင်းဒီနေ့ပွဲစဉ်မှာနိုင်ပွဲရဖို့အတွက်အင်မတန်မှအလိုရှိတယ်လို့ကျွန်တော်ရဲ့ပုံကမြင်တယ်ကော ော်ဘက်ကပြန်ကြည့်မယ်ဆိုလက်ရှိမှာဒါတို့ပြည်တွင်းနေမှာတို့ကဆရာကြီးလို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော်ဂျက်စီးသင်ကလက်ရှိမှာပြည်တွင်းနေမှာတော်တော်လေးအခြေအနေကောင်းတဲ့ကြောင့်ပြည်တွင်းလိခြေစွမ်းကောင်းတဲ့နှစ်ယောက်ကိုပြန်တွေ့မယ် ဒါပြင်လက်ရှိမှာကျွန်တော်တို့ quarterback ကသူတို့ရဲ့ပြည်တွင်း lead မှာဆိုရင်ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပေးကိုတကူပဲရှိတယ်။ Athletic Bilbao club ကိုနှုတ်မယ်ဆိုရင်တော့ကျွန်တော်ပေးကိုတကူပဲရှိတယ်။ Kansas ကိုဒါပိုင်ဆိုင်နားခဲ့တယ်။ Chelsea တင်းနဲ့ဒီနောက်ပိုင်း Boston မှာဒါ Wu ကို3ဂိုးပေးထားခဲ့တယ်။ Chelsea လောက်2ဂိုးပေးရတယ်။ကိုရီးယားနည်းနည်းလေးပြင်ပြန်ပြီးပေးနေရခဲ့ပေမဲ့ Chelsea အသင်းရဲ့ခံစစ်ကနည်းနည်းလေးတိုးတက်လာတဲ့အနေအထားမှာရှိရလို့မြင်နေ။ဒါပေမဲ့လက်ရှိမှာဒီနေ့ပေါ်ဆုံးမှာ quarterback ကိုတော့တော်တော်လေးကိုသတိထားရမယ့်ပွဲစဉ်လို့ပြောရင်းနဲ့ပဲ City နဲ့ Dortmund နဲ့ပွဲစဉ်ကိုနည်းနည်းလေးကူးအောင်။ City နဲ့ Dortmund ပွဲစဉ်ကမြန်မာစံတော်ချိန်2:00ကျော်ခုဒါ Chelsea နဲ့ပွဲစဉ်ကဒါကျွန်တော်မြန်မာစံတော်ချိန်7:15က ားမှာကန်တယ်လက်ရှိမှာဒါကျွန်တော်စီတီနဲ့ဒေါ်မွန်နဲ့ပွဲစဉ်ကမြန်မာစံတော်ချိန်နှစ်နာရီခွဲမှာကန်သွားမှာဖြစ်ပါတယ်စီတီရဲ့အိမ်ခွင်းမှာကန်မှာဖြစ်ဆိုဘရူရှာဒေါ်မွန်နဲ့တော်လေးကိုစောင့်ကြည့်ခြင်းစရာကောင်းတယ်လို့ပြောလို့ရတယ်ပါပါတယ်အသင်းဟောင်းကိုပြန်လဲရင်ဆိုင်မဲ့အယ်လင်ဟာလန်ကတော့သူ့ရဲ့အသင်းဟောင်းကိုပြန်လဲရင်ဆိုင်ဖို့အတွက်မစောင့်နိုင်တော့ဘူးလို့သိရတယ်မှာပါအဲ့တော့ဘရူရှာဒေါ်မွန်ကလက်ရှိမှာဒါကျွန်တော် လီနောက်ပိုင်းပွဲစဉ်မှာဖော်မပြန်ကောင်းနေတဲ့တွေ့ရမှာဘိုင်ယန်ကိုရှုံးနာခဲ့တဲ့ပွဲစဉ်ကလွင်လက်ရှိမှာဘိုရီရှာဒေါ်မွန်အနေနဲ့ဒါကြောင့်တိုးတဲနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲဒါ၃ပွဲနိုင်ထားခဲ့ပြီးတပွဲတည်ချထားခဲ့တယ်။တပွဲရှုံးနာခဲ့တဲ့စီတီသင်းကလက်ရှိမှာအက်စတွန်ဗီလာသင်းကိုရှုံးနာခဲ့တဲ့ပွဲစဉ်ကလွင်တော့တော့ဂိုးပြတ်ဒီကြီးပြောက်နိုင်ထားခဲ့တဲ့တွေ့ရမှာ၂ခုနဲ့အထက်ကိုတိုးတဲ၄ပွဲတည်းတွေ့နာခဲ့ပြီးပူပူလောလောမှာဘုံမောက်ကို၃ခုပြတ်နိုင်တယ်။ဆွမ်စီကို၃ခုပြတ်နိုင်တယ်။ဗလာရီယားကို2စီးနဲ့နိုင်တယ်။အေဗာတန်ကို2စီးနဲ့နိုင်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာစီတီအသင်းသာနိုင်ရခဲ့မယ်ဆိုရင်တော့ကျွန်တော်ထင်တာရမှတ်10မှတ်တယ်ဟုတ်တယ်။ ဟုတ်တယ်ရမဲ့ဆယ်မဲ့နဲ့အတူလက်ရှိဒါကျွန်တော်အဆင့်300လောက်တိကိုတက်လန်းသွားနိုင်မဲ့အခွင့်အရေးကိုဒါကျွန်တော်ရှိနေတဲ့တော့ကြောင့်မို့လား CD တဲ့နေ့ပွဲစဉ်ကမတ်ဆွင်းပွဲစဉ်ဖြစ်တယ်ဒီနေ့ပွဲစဉ်ကို CD တဲ့အနိုင်ယူလိုက်ပြီးဆိုရတဲ့ကိုနောက်တစ်ဆင့်ကိုဒါ qualifier round ကြီးကိုမဆော့ဘဲနဲ့တက်စရာလူတော့ qualifier round ကြီးကိုဒါကျွန်တော်ဆော့ရမလို့ပဲတက်သွားနိုင်တဲ့အခြေအနေတခုကို CD တဲ့ဖော်ဆောင်တယ်အဲ့တော့လက်ရှိမှာ CD တဲ့နဲ့ပတ်သက်ပြီးဒါကျွန်တော်တက်တကယ်ကနည်းနည်းလေးပြန်ပြောအောင်အဲ့လက်ရှိနောက်ဆုံး update တော်ပြီပါ ဒီရနောက်ဆုံး update သတင်းတွေရဆိုရင်တော့ City သင်းရဲ့ Daniel သူစုံကြည့်အောင်ဒီနေ့ပေါ်သမားတာ Rudy အနေနဲ့လက်ရှိမှာပြန်ပါလာဖို့တော်တော်လေးအခြေအနေကောင်းသွားပြီ first line up တောင်မှပြန်ထွက်လာနိုင်မယ့်အနေအထားမှရှိရတယ်။ဒါပေမဲ့ ပက်ဂွာဒါနီကဒီနေ့ပွဲစဉ်မှာ risk UB တုံးသွားဘူးတော့မရှိဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်ပြီးတော့ Nico Gonzalez ကိုပဲဒီနေ့ပွဲစဉ်မှာဆက်တုံးသွားမယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာ Pep Grinders ကတော့လက်ရှိမှာဒါကြောင့် Pep Liner မဟုတ်ပါဘူးဒါကျွန်တော် Chiani Grinders Pep Grinder ကကျွန်တော်ဒါလက်ထောင်နီးပြအဲ့တော့ Grinders အနေနဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာကြံ့ခိုင်မှုပြန်လဲပြေးဝပြီးဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာပွဲပြန်ဖျော်လာဖို့များတယ်အဲဒီနေ့ပွဲစဉ်မှာတော့ရှင်းမာရတာ CD အသင်းအနေနဲ့ကျွန်တော်လူစုံတက်ဆုံနေတာကျွန်တော်သုံးမှတ်ကိုအပြည့်ယူဖို့တဲ့ CD အသင်းစူးစမ်းသွားမယ်ပွဲစဉ်တပွဲလို့မြင်တယ်ဒါဘက်ကဘိုရူရှာဒေါ်မွန်ကသူ့ရဲ့ပြည်တွင်းလီမှာလက်ရှိမှာခြေစွမ်းရပြန်တက်လာခဲ့ပြီလို့ပြောလို့ရတယ် တိုက်စစ်ပိုင်းလည်းကောင်းလို့ခံစစ်ပိုင်းလည်းမဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာဒါတကယ်နဲ့စီးတီးတင်းနဲ့ရှင်မယ်ဆိုရင်တော့လိုအပ်ချက်တွေရှိနေတုံးပဲလို့မြင်တယ်စီးတီးတင်းကဘိုရူရှာဒေါ်မွန်နဲ့ဒါကြောင့်တွေ့တာအများတန်းလို့လို့ဘိုရူရှာဒေါ်မွန်ကိုဒုက္ခပြီးနိုင်ဆုံးရှိတယ်ဒါပေမဲ့စီးတီးနဲ့ဘိုရူရှာဒေါ်မွန်နဲ့ပွဲစုံမှာတောင်းတန်းဂိုးပြတ်လို့မရှိဘူးအများတန်းဒါကျွန်တော်ဂိုးတက်ဖစ်စစ်ကတပူတကူတွေကြီးပဲသွားနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာချစ်ကြီးအခြေဆန်းပွဲစဉ်အပါဝင်ပေါ့နော်ဒက်ဖစ်စစ်တွေအကုန်လုံးကဒါ2 1 2 1 2 1 1 0ဝမ်းဝမ်းဆိုတဲ့ရလဒ်တွေနဲ့အဓိကတော့သွားတာတွေ့ရမယ်အဲ့တော့နောက်ဆုံးပြိုင်ပွဲတွေ့ခဲ့တဲ့ဥစ္စာအုပ်စုစင်မှာဒါကျွန်တော်ဂရုရှာဒေါ်မွန်ရဲ့အိမ်ဝင်းမှာတော့စီးတီးတင်းက စည်းစည်းဆိုတဲ့ရာသီနဲ့တည်ရကြခဲ့တယ်ပေါ့နော်အဲ့တော့ အဲ့ဒါငါးလနဲ့သူ့ရဲ့အသင်းဟောင်းနဲ့ပြန်လည်ပြီးရင်ဆိုင်တဲ့အချိန်မှာဘာဒီများလုတ်ပြမလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘရိုဂျာဒေါ်မွန်ကလက်ရှိမှာဒါကျွန်တော်တို့လက်ရှိနီကိုကိုဗက်ရဲ့လက်ထက်မှာဒါကြောင့်အနေမြင့်တက်ကြလိမ့်နည်းနည်းတော့ရှိပေမဲ့အခုလက်ရှိမှာအမြင့်အချိန်တွေကိုရောက်တဲ့အချိန်မှာမူမန်တန်ရနေတဲ့အချိန်မှာစီတီလိုအသင်းမျိုးနဲ့တွေ့မယ့်အချိန်မှာတော့စီတီအသင်းကလည်းလက်ရှိမှာမူမန်တန်တအားကောင်းနေတယ်ပရီးမီးယားလိမှာအဆင့်နှစ်နေရာကိုပြန်လည်ပြီးတလန်းလာခဲ့ပြီးတော့အဲလင်ဟာလန်တို့ပက်ဒိုအုပ်စုနဲ့အကောင်းဆုံးပြန်အဲ့တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာစီတီအသင်းကိုဖြည့်ကျဉ်းစရာတခုကသူတို့ရဲ့ကန်ဆယ်လာတော်လေးကိုပြန်ပြီးတောင်းတင်းလာခဲ့တယ်ဂိုးလေးတော့နည်းနည်းများပြီးနေခဲ့ရမယ်လက်ရှိမှာတလော့ ောပေးတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ခန်းစစ်ပိုင်းကိုအဓိကပြန်ပြန်ပြီးလုံအောင်ထိနိုင်ခဲ့တယ်အဓိကအခုနောက်ပတ်သက်တဲ့ကျွန်တော်နီကိုဂွန်ဇာလက်စ်တို့ဒီဒီ DM နေရာကကောင်ကတော်တော်လေးကိုတာဝန်ချေလို့ပြောဒီနေ့ပွဲစမှာဒါကျွန်တော်နီကိုအိုရိုင်လီကိုဆက်လက်ပြီးပွဲထုတ်သွားဦးမှာလားဆိုတော့ကိုတော့ excited ဖြစ်ဖြစ်ကြည့်ရမယ်ဒီမှာပါတယ်ကိုကတော့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တရင်အိတ်ဖို့အတွက်စဉ်းစားခဲ့မယ်ဒါ Chelsea ဘက်ကကာရာဘက်နဲ့ဆက်နေဆန်ကားဆိုဒါဒီနေ့လည်းအေးပြန်မယ်ဒီမှာရှိတယ်ဒါကိုလိုကလန်အချိန်နေထားပြီးတော့ကိုလိုကလန်အလုပ်တွေလုပ်အောင်မယ်လို့ပြောလို့ရမယ်ဒီမှာရှိတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစမှာ CD အသင်းနေတော်တော်လေးလင်းမြန်တဲ့တိုက်စစ်ကိုမှဒါကျွန်တော်တစ်ဖက်ရဲ့ဒါကျွန်တော်3 back formation ကဘယ်လိုမျိုး ို့ဒါကျွန်တော်တို့ထိန်းသွားနိုင်မလဲဆိုတော့တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ကောင်းနေနေတာမှရှိပါတယ်။အဲ့လက်ရှိမှာနည်းနည်းလေးထည့်ပြောချင်တာကတော့ဒါကျွန်တော်ဘာစလိုနာနဲ့ကလပ်ဘရူဂေဘာစလိုနာတင်းကလက်ရှိမှာဒါကျွန်တော်အောက်ချီကို3-1နဲ့နိုင်ထားခဲ့ပြီးနောက်ပိုင်းမှာလက်ရှိမှာခြေစွမ်းရလမင်းရမဲတို့ဒါကျွန်တော်တို့အဲ လည်းမရမယ်ဘူးကျွန်တော်တို့မေ့သွားပြီအဲ market ratio တွေချိန်စွဲတွေလက်ရှိမှာတော်တော်လေးကောင်းတယ်တွေ့ရအဲ့တော့လက်ရှိမှာတန်ရလူစင်းကတော့ဆက်လက်ပြီးများပြားနေစေဖြစ်ပြီးဒါ Christianson က back in the training လို့ရေးထားခဲ့တာတွေ့ရမယ် UN Garcia ဆက်လက်ပြီးဒါလွှဲချော်ပေးမယ်လို့သိရတယ်မြဲလက်ရှိမှာ training ပြန်ဆင်းနေပြီးသိရတယ်မှာပါတယ် Gavi ကလက်ရှိမှာဆက်လက်ပြီးလွှဲချော်မယ် Pedri လွှဲချော်မယ်ဒါ Rafinha လွှဲချော်ဖို့ရခိုင်လို့များတယ်လို့သိရအဲ့တော့ဒီနေ့ပေါ်စမှာတော့မတိုင်ခင်မှာတစ်ဖက်က Club Brugge ကလက်ရှိမှာတော့ရလက်ပိုင်းတော်တော်လေးကောင်းနေတယ်ဒါကျွန်တော် Champion League ပွဲစဉ်ကလွှဲရင် Club Brugge အနေနဲ့ဒါကျွန်တော် Premier League သူ့ရတဲ့ပါဗါလေ ဘယ်ဂျီယံလီယာပွဲစဉ်ကတော်တော်လေးကိုဒါကြောင့်ခြေစွမ်းကတော်တော်လေးကိုအဆင်ပြေနေတာတွေ့ရမယ်။ဒါဂိုးပြတ်တကြီးပဲနိုင်ထားခဲ့တာတွေ့မယ်။ကန်စင်ပိုင်းလက်တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ပြည်တွင်းလီတမဟုတ်ပေမဲ့ပြည်ပလီဒီမှာသူနဲ့တိုင်ပတ်နေတာကိုတွေ့ရမယ်တယ်မပါတဲ့။ဘာဆိုတော့အသင်းကလက်ရှိမှာဒါကျွန်တော်တို့ပြည်ပလီဒီမှာအဆိုးဒါကျွန်တော်လက်ရှိမှာခြေစွမ်းကတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်။သူ့မန်တန်ကပြည်တွင်းလီမှာဒါကျွန်တော်စာဗီယာကို4-1နဲ့ရှုံးထားခဲ့ပြီးတော့ဒါရီယယ်ကိုလည်း2-1နဲ့ရှုံးထားခဲ့တယ်။ရှုံးပွဲရောရှိနေခဲ့ပေမဲ့ဒါကျွန်တော်ဘာဆိုတော့အသင်းနဲ့ဒီနှစ်မှာ NC player အသင်းကလည်းသူ့ဟာသူတော့မဆိုးဘူးလို့ပြောလို့ရတယ်ဒါမှရှိတယ်။ဒီနေ့ပေါ်မှာဒါကျွန်တော်တို့ဘာဆိုတော့အသင်းကဒါရမှတ်3မှတ်ရခဲ့မယ်ဆို တော့6မှတ်တူဒါကြ qualifying round ကိုဒါကြ qualifier ကတ်ဆက်ရမလို့ပဲနဲ့အချိန်တွေကောင်းသွားနိုင်မယ့်အနေအထားမှာရှိတယ်။သို့ပေမဲ့တော့ညဒီနေ့ပွဲစမှာလုံးဝပေါ်လို့မရပါဘူး။တစ်ဖက်အသင်းကဒါကျွန်တော်တို့လက်ရှိမှာဒါအိမ်ငွေမှာလှုပ်ချင်တာလှုပ်သွားနိုင်တဲ့အချိန်တွေတခု share ရကြအောင်မို့ဒီနေ့ပွဲစမှာတော့ဒါ Barcelona အသင်းနဲ့စောင့်ကြည့်တင်လို့မြင်တယ်။ Barcelona အသင်းနဲ့လက်ရှိမှာဒါတိုက်စစ်ကောင်းတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစမှာဒါတိုက်စစ်ပိုင်ကိုအဓိကမြင့်တင်ဖို့တော့ကြိုးစားဒါပေမဲ့ပြန်ကြည့်အောင်လက်ရှိမှာဒါ Barcelona အသင်းနဲ့ပွဲတိုင်းလိုလို goal ပေးနေခဲ့တူတယ်နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာပေးကူကဒါကျွန်တော်အနည်းဆုံးဒါကျွန်တော်2 goal လောက်ဒီနေ့ရှိနေခဲ့တာကျွန်တော်တို့လည်း Barcelona အသင်းနဲ့ Real Madrid ကို2 goal ပေးထားက ခဲ့ရတယ်ကြောင့်လက်ရှိမစားပြီးရပြီဒါတိုးတဲပြန်ကြည့်မယ်ဆိုရင်တပွဲကိုပြန်မြ1.5လောက်နေနေပေးထားခဲ့ရတယ်ပေါ့နော်အဲ့တော့ခန်းစစ်ပိုင်းတော့နည်းနည်းလေးပိုလုံဖို့လိုတယ်လို့ပြောရင်းနေပဲဒီနေ့ပွဲစဉ်ကတော်တော်လေးကိုကြီးလို့ကောင်းမယ်လို့မြင်တယ်ဒါပေမဲ့ ကျွန်တော်ပါစင်အမြင်မှာဆိုရင်တော့ဘာစလုနာတင်းကဒီတက်ပို့ပြီးတော့ potential အများကြီးရှိတဲ့တင်းမှာဒီတက်ပို့ပြီးလဲကောင်းလာအောင်မလို့မြင်တယ်ကိုကတော့ဒါခုနကပြောသူပဲဘာစလုနာသဘောကျတဲ့လူတယောက်မှလို့လာမသိဘူးပေါ့သဘောတော့ကျတယ်ဒါပေမဲ့တခါကျရင်ခုနကပြောသူပဲဒါ cancel ပိုင်းတဟားကြီးဟောင်းလောင်းဖြစ်တော့တိတ်တော့မကြိုက်ဘူး edge poster conclude ဒါကျွန်တော်အရင်တော့ဒါ total hospital မှာလူမများပူကောင်းတဲ့အသိတသိလို့မြင်နေတယ်မှာပါ hazy fit လဲအလွန်ကျုံ high highlight လုပ်တဲ့စောက်ကျင်လေးကိုနည်းနည်းလေးပြင်ရမယ်လို့မြင်တယ်ဒါပေမဲ့အလုပ်ဖြစ်နေတော့ဘာလို့ပြင်ပါလဲဆိုတော့မေးခွန်းလဲမေးလို့ရပါတယ်ဒါပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်မြန်မြန် ိုက်လက်ကလစ်ဖို့မမိကြပါနဲ့ဗျမြမြကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တော်ကပြပါအောင်မြမြကလစ်ဖို့မမိကြပါနဲ့မြမြကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကျွန်တော်တော်ကပြပါအောင်ဒီပါဗျ